မြတ်စွာဘုရားရဲ့အဆုံးမစကားအရအိတရဏဂုံတီးပြီး၅ပါးတိလနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှအပေမလားဘူးဆိုတာတတိချတာမှတ်ပဲဘုရားဘာသာ ဖြစ်ရတဲ့နဲ့အပေလားတဲ့ဆိုတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကလည်းမပြီးပြန်လို့เนาะမပြီးပြန်ဘူးဆိုတာကြည့်တယ်ဖះကိုယ်ွယ်တဲ့ဒီဖះလေးကစီးပွားတက်တယ်ဆိုပြီးကိုယ်ွယ်တာဒါမပြီးပြန်ဘူးလို့ခေါ်တယ် လိုက်ရလို့ကိုဝဲတာမျိုးဒါတရဏဂုံပြီးပြင်းပြင်းမဟုတ်ဘူးတရဏဂုံပြီးပြီးပြင်းပြင်းဆိုတာဖရာရဲ့ခုံကိုအာယုံပြုတ်ပြီးတော့ကိုဝဲတာဒီလိုဆိုလို့ပေါ့နော်ဘယလာဘကုလကျင်ဝေးတန်တာဘေးမှလူရေးရည်မြောင်းဆိုရသော်ဘုရားခုံတော်တွေကိုရည်စုပြီးတော့ကြောက်လို့ကိုဝဲတာလည်းမဟုတ်ဘူးနော်မျိုးယူ စင်လာမှုကိုယ်ဝယ်တာလည်းမဟုတ်ဘူးဖရာရဲ့ခုံကိုတိပ်ပြီးတော့ကိုယ်ဝယ်လက်လဘမျောပြီးတော့ကိုယ်ဝယ်တာလည်းမဟုတ်ဘူးလူတွေနှက်ကိုယ်ဝယ်တဲ့လူတွေလောက်တာချိန်တယ်ကိုစားတဲ့အစာလေးနှက်ဘူးအရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဘယ်တော့လာစားလဲမသိရှင်ကြီးစားတော့ခေါ်ပါတောက်တော့ခေါ်ပါဆိုခေါင်းပေါ်မှာဝဲလိုက်သေးတာဝဲပြီးတော့တင်ထား တင်ထားပြီးတော့အခုလို့ဆက်တရလို့ရှင်ကြီးကမတော်မူပါဘာလို့ချင်လဲစီးပွားတွေအောင်မြင်အောင်မဆပေးပါလှုပ်ထတာကိုယ့်ဘာကိုလှုပ်တာသွားကျေးဇူးတင်တာတလွဲသွားကျေးဇူးတင်အရှင်ကြီးမပါဆိုပြီးတော့အဲ့နေပေါ့သူမလေးပေါ့နော်သူမလေးတကယ်မမယ်ဆိုရင်အသာသာအဲ့နေအပင်ပန်းခံနေတယ်လက်ဖက်ကလေးတင်ပြီးတော့အမြဲတမ်းပဲအဲ့ဒါအဲ့တန်နေတယ် အလုံးမလုံးလို့ရတာဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးတရားမင်းကြီးတောင်းမှပဲနော်လက်တည်ထဲမှာတကူကြီးတယ်လို့ဆိုတဲ့တရားမင်းကြီးကတောင်းမလုပ်ရင်ဘာမှမရဘူးလို့ပြောတာသူပြောတဲ့စကားကသူသားတစ်ယောက်ရှိတယ်သူဝိဒါနဲ့ဇယန္တတရားမင်းသားတွေရှိတယ်သူပြောတဲ့စကားလေးကိုနားထောင်ကြည့် အနုဋ္ဌဟံအဝါယမယတရဒုက္ခံဒိကိစတိသူဝေရတထကိစ္ဆာဟိမင်စတတ္ထေဝပပယအဲသူပြောတာရှင်းရှင်းလေးအနုဋ္ဌဟံဆိုတာတက်တွက်ကြွကြမလုတ်ဖဲနဲ့အဝါယမမကြိုးစားဖဲနဲ့နော်မကြိုးစားပဲနဲ့ ုခံယတရာဒိကိစတချမ်းသာရနိုင်တဲ့နေရာရှိတယ်ဆိုရင်တဲ့သူဝီရတတ္ထခိစ္ဆာယိမင်းအဲ့ဒီအရက်သွားနေတဲ့မင်းစတတ္ထေဝပါပယငါ့ကိုလည်းခေါ်သွားပါတဲ့အဲ့ဒီရှင်းရှင်းလေးရဲ့သူပြောတာသူဝီရမလုတ်ဖဲမကင်မဲနဲ့ချမ်းသာဒုက္ခရရတယ်ဆိုတဲ့နေရာရှိလို့ရှင်မင်းအဲ့ဒီနေရာသွားနေတဲ့ ငါကိုလည်းအဲ့ဒီရောက်အောင်ပို့ပေးတယ်ဘယ်နည်းအားမှမရှိဘူးဒါနော်အလုံးလုံးပဲနဲ့မကြိုးစားပဲနဲ့ရတယ်ဆိုတာတခုမှမရှိဘူးလောက်ရမယ်ကြိုးစားအဲ့ဒီလိုလောက်ရမယ်ဆိုတဲ့ဝီရိယရဲ့အကျိုးကျေးဇူးတကိုးကြီးတဲ့လူတွေကတရားမင်းတို့အဆင့်ကိုးကွယ်တာတောင်မဟုတ်ဘူးနော် လူဝင်ပူးတဲ့နတ်ဆိုတာတရားမဲ့အဆက်မရှိဘူးပေါ့ဘာလို့လဲဆိုလူရဲ့အနံ့ကဒီဥစနာလောက်ကနန်းတယ်လို့ပြောတာပဲဟုတ်ကောင်းဟုတ်လိမ့်မယ်တိရိစ္ဆာန်ဝင်နေသွားရင်တော်တော်နန်းတာတိရိစ္ဆာန်တွေရဲ့အနံ့မခံနိုင်ဘူးနတ်တွေကလည်းလူပြေလာလို့ရှိရင်လူတွေရဲ့အနံ့မခံနိုင်ဘူးတဲ့လူတွေကသာမှုေးနေကြတာကိုကောဟိုမှာမခံနိုင်ဘူး မခံနိုင်လို့နှာခေါင်းပိတ်လာကြလူတွေအိပ်ပြီဆိုမှညမှလာတာအဲ့ဒါအကြောင်းပဲညတကောင်ကြမှလူတွေအိပ်သွားပြီဆိုတဲ့ချိန်လေးမှာတိတ်တိတ်လာကြတာဖျားစီအဲ့ဒါလူနဲ့မခံနိုင်လို့ပဲအထက်နဲ့ကအဲခဏခဏဝင်ပူးနေရင်တော့လူနာကနတ်ဖြစ်မှာပဲအဲ့ဒါတော့လူနဲ့ခံနိုင်တဲ့နတ်ဖြစ်အဲ့ဒီမှာလူနဲ့မခံနိုင်တဲ့တရားမင်းတို့လို့အမတန်မှ တကူကြည့်တဲ့လက်တရားတောင်အလုံးလုံးရမယ်လို့သူသားကိုပြောတာမင်းမလောက်ဖဲနဲ့ချမ်းသာဒုက္ခဆိုမရဘူးဆိုတော့ဒါကအလွန်အရေးကြီးတာပဲလုံးတဲ့လို့တတ်တာလောက်ကိုလောက်ရမယ်ဒါကြောင့်မို့ငါးပါးတိလစောင့်ထိန်နေဆိုတာသူကသူနေတာထိန်တာမဟုတ်ဘူးလေဆိုပါတော့ခဏ တရားဝဲအစမှာပန္နတိပါတာဝေရမဏိသိခာပရံသမာရိယမိလို့စောက်တီလိုက်တယ်စောက်တီလိုက်တာသမာဒါနစေရနာလို့ခေါ်တယ်ရှောင်ကျင်ပါမယ်လို့ဂရိကဝတ်ပြုတ်လိုက်တာရှောင်ကျင်ပါမယ်ဂရိဝတ်ပြုတ်ထားတာပဲရှိတယ်အဲ့ဒီအချိန်လေးမှာရလိုက်တဲ့ကုသိုလ်ကသမာဒါနကုသိုလ်ပဲရှိတယ်အဲတွေ့လိုက်ပြီဆိုရင် ကိုလာကြိုက်လို့ဖက်ခနဲ့ချင်းရိုက်လိုက်ပြီဆိုရင်တော့ခုနကရှောင်းကျင်မမယ်ဆိုတာဟာဖြတ်လိုက်တာနဲ့တူတူပဲအဲ့ကြလား तू ကရှောင်းလိုက်ရမှာအဲ့ဒီအချိန်မှာဆိုလိုတာကပဏာတိပတ္တမရှောင်းပါတယ်ဆိုတကယ်ကျုံးလာပြီဆိုလို့ရှင်မလုတ်ဖဲနဲ့ရှောင်းလိုက်ရအဲ့ဒီရှောင်းတော့မှ तू ကဒါတီလာလို့ခေါ်တာเนาะအဲ့ဒီကြရင်တော့ဝိရတိလို့ခေါ်တယ် ဘာနာတိပတဝေရမဏိယစေရနာကိုလည်းတီလာလို့ခေါ်တယ်ဝိရတိကိုလည်းတီလာလို့ခေါ်တယ်မရှောင်ဘူးဆိုလို့ရှိရင် မရဘူးဒီကုသဟာနော်မရဘူးမရဘူးသူများဥစ္စာတွေ့တယ်အသာယူဖို့အစင်းင်းဖြစ်တယ်မယူဘူးရှောင်လိုက်တယ်ဝေရမဏိဟောဝိရတိဖြစ်တယ်အဲ့ချာစောက်တီတုံးကစေရနာရှောင်တဲ့အချိန်ကျတော့ဝိရတိ ဒီဆောင်ကျင်မှုဟာတာမန်ကုသိုလ်မဟုတ်ဘူးသီလကုသိုလ်ဒါနကုသိုလ်တွေပုံမြတ်တယ်လို့မြတ်စွာဘုရားဒီလိုဟောတယ်တံပိုးခြင်းလည်းအလွန်กว่าချားတယ်အလွန်กว่าချားလို့သီလကုသိုလ်နဲ့ပြည့်စုံအောင်ကြိုးစားအထောက်ဖို့ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်အ ਨੇ စုံငါဘသီလလုံချက်လုံချုံလာပဲကြုံတွေ့လာတိုင်းရှောင်ကျင်လိုက်တယ် ီလကို မချိုးဖောက်ဘူးမချိုးဖောက်တာကိုနေ့စဉ်နဲ့အမြဲကိုယ့်ကိုစမ်းစစ်တယ်ငါပဏာရိပတာချိုးဖောက်တာရှိသလားအရိဏဒါနကာဝေသူမိစ္ဆာဆရာချိုးဖောက်တာရှိသလားချိုးဖောက်မှုမရှိဘူးဆိုလို့ရှင်စိတ်ထဲမှာကြည်နူးတယ်ဝမ်းသာတယ်အဲ့ဒါလို့ကြည်နူးဝမ်းသာလာတဲ့ထိအောင်ကိုယ့်တီလကိုကိုပြန်တွေးရမယ် ကိုတိလာကိုကိုပြန်တွေးမှတိလာပို့အောင်တက်လာပြီကုသိုလ်တွေကတိုးလာအနုဘုဆိုရင်မတိုးဘူးဝိကျေးဆိုတော့ကိုယ့်အိမ်ထဲမှာမိဂံတက်တာတဲ့ထည့်ပြီးတော့တော့ခတ်ထားလို့ရှင်ဝိသိ90ဟာ90ပဲမတိုးဘူးဘန္နုကတော့အထာပြီဆိုလို့ရှင်တော့တိုးနေတာ အဲ့ဒါလို့ပဲတီလကပြန်မတွေးပဲနဲ့နေရင်တော့မတူဘူးတဲ့သူကအတူမရှိဘူးအဲ့တော့အတူမရှိတာကြိုက်သလားတူးတာကြိုက်သလားကိုယ့်အကိုဆုံးဖြတ်မှာဒါနော်တူးစေခြင်းတူးတဲ့နေရှိတယ်ဘာလို့ကမလဲပြန်ပြီးတော့စဉ်းစားစဉ်းစားတဲ့အခါမှာဝန္တာအယဖြစ်အောင်တီလလေးဆင်ခြင်စဉ်းစားလိုက်တာနဲ့ဘဝတစ်ခုဟာလုံလောက်တဲ့အနေအထားမျိုးထိရောက်နိုင်ပါတယ် ြည်လေ၅ပါးသီလတစ်ခုချင်းတစ်ခုချင်းစဉ်းစားစဉ်းစားလိုက်တဲ့အခါမှာဘာဖြစ်လဲအနဝိဇ္ဇဒုက္ခငါမှဘာအပြစ်မှမရှိဘူးဆိုတဲ့စိတ်ချမ်းသာမှုတစ်ခုရအဲ့ဒီစိတ်ချမ်းသာမှုကဘာဖြစ်လဲလို့ဆိုရင် အဝိပတိတာရလို့ခေါ်တယ်စိတ်နှလုံးနှလုံးမตาမရမဖြစ်ဘူးနှလုံးကြည်တာတယ်ဆိုတဲ့အဓိပ္ပာယ်ရတာဝန်တာတယ်လေ အဲ့နလုံးချီတာမှုကိုအကြောင်းပြုပြီးတော့ပမောဇ္ဇဆိုရဲဝမ်းမြောက်မှုဖြစ်တယ်ဝမ်းမြောက်မှုကိုအကြောင်းပြုပြီးတော့ပီတိဆိုတာဖြစ်လာတယ်ပီတိကိုအကြောင်းပြုပြီးတော့ပတ္တတိလို့ခေါ်တယ်ကိုရောစိတ်ရောငြိမ်းအေးမှုဖြစ်လာတယ်ပတ္တတိဆိုရဲကိုရောစိတ်ရောငြိမ်းအေးမှုကိုအကြောင်းပြုပြီးတော့ဒုက္ခဆိုရဲစိတ်ချမ်းသာမှုတွေရလာစိတ်ချမ်းသာမှုကိုအကြောင်းပြုပြီးတော့ဘာဖြစ်လဲတမာတိစိတ်တွေငြိမ်းလာတယ်တည်ငြိမ်မှုရလာ စိတ်တည်ငြိမ်မှုကိုအကြောင်းပြုပြီးတော့ယထာဘူတညာနာတသနာအဖြစ်မှန်ကိုမြင်ခြင်းသိခြင်းဆိုတာရလာသိတာမြင်တာဖြစ်လာဟောဒါတီလာကဆက်သွယ်ပြီးတော့ရလာတဲ့အကျိုးကျေးဇူးတွေဟာဒီဘဝမှာပဲအေးတီလာဆောင်တာနောင်ဘဝကြမှာရမယ်လို့မတွေးနဲ့နော်နောင်ဘဝကိုမသိဘူးအခုရတာဒါတွေအခုရတာခုရတဲ့တန်ဖိုးကိုသိရညာတော်အဖြစ်ပြောလို့ရှိရင် တီလလုံလို့ရှိရင်နောက်ဘဝမှာနတ်ပြည့်ရောက်တယ်။နတ်ပြည့်လည်းဘယ်နေမှမသိတာကိုသိလို့လား။သိပါမသိတာနော်။အဲ့တော့အဲ့ဒါမတွေးနဲ့။မြတ်စွာဘုရားဟောလို့လက်ခံထားတာ။နတ်ပြည့်ရှိတယ်ဆိုတာကိုမသိဘူး။သို့တော့ဘုရားဟောတာ။ဒီကုသိုလ်ကောင်းမှုလို့ရင်နတ်ပြည့်ရောက်တယ်ဆိုတာမှားသလားလို့ဆိုမမှားဘူးမှန်တယ်။သို့တော့ကိုသိတဲ့အကျိုးတရားကိုသိဖို့ဒီဘဝတည်းမှာဟောတီလရှိလို့ရှင် ီလိုအကျိုးကျေးဇူးတွေကိုယ်ထဲမှာရောက်တယ်။အော်ကိုကျင့်တရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပတ်ဝန်းကျင်ကကိုယ်ယူသေးတယ်လေးစားလာတယ်။ကိုကျင့်တရားကောင်းဒါတွေကဒီဘဝမှာရနိုင်တဲ့အကျိုးကျေးဇူးတွေကိုမြင်ရတဲ့အကျိုးကျေးဇူးလက်တွေ့ကြတယ်။အဲ့တော့ဘုရားဗဒဝင်တယောက်အနေနဲ့အခြေခံလေးအခုလောက်တင်ကိုလုံးရှိမယ်ဆိုရင်တော့အမတမဟိုကျင့်တတ်ဆရာကောင်းတဲ့အနေထားမျိုးရတယ် တရဏဂုံ အမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်။တရဏဂုံတည်ဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့။ပါဠိလိုနံပါတ်၁ကအတ္တသန္နိယတနအတ္တသန္နိယတနဆိုတာမိမိကိုယ်ကိုဖရာတရားတန်ခါတို့အနှင်းခြင်းအာအတ္တနာ ဗုဒ္ဓသာနေရတေမီငါရဲ့ဘဝငါခန္ဓာကိုယ်ဖရာအအနှင်းပါတယ်လို့ဆိုရင် အတ္တတဏိယတနာကိုကိုကိုအနှင်းပြီးတော့ကိုးကွယ်တဲ့တရဏဂုံကိုအတ္တတဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနာတာပါဠိလိုတပ္ပရာယနာတာပရာယနာဆိုတာလဲလျောင်းရလဲလျောင်းရဆိုတာ ဖះမှာတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးသံဃပရာယနောသံဃသာလဲအာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ဒီလိုဆောက်တည်တဲ့တရဏဂုံကြတော့တပ်ပရာယနာတာလို့ခေါ်တယ် နောက်တစ်ခုကတိတ်တဘာဝပကမကမဏတိတ်တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပကမဏဆိုတာကဲ့ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်ဘုသူရဲ့တပြည့်တော့ဆိုဖရာတပြည့်ဓမ္မဗုဒ္ဓရဲ့တပြည့်ဓမ္မရဲ့တပြည့်တန်ခါရဲ့တပြည့်ဆိုပြီးတော့တပြည့်အဖြစ်ခံယူတာ အဲ့တော့ဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူလိုက်တာဒါတိတ္တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်။ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲဆိုလို့ရှိရင်ရှင်မဟာကတ္တဝလို့နောက်ပိုင်းမှာထင်ရှားကြောကြားတဲ့ပိပလိပုံနာတထေကြီးကတိတ္တဘာဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူပါအဟံဗုဒ္ဓတအန္တေဝါတိကောငါဖရာရဲ့တပည့်ပဲ ဘသူရဲ့တပည့်မှမခံဘူး90ရာဖះပဲလို့ဒီလိုလက်ခံနောက်တစ်ခုကြတော့နောက်ဆုံးတစ်ခုကြတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသိပေးတာတို့ဘုသူ့မှာဘယ်ဖះကိုမှလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူး ဒီဗုဒ္ဓဓမ္မတန်ခါကိုဒါလည်းလက်ဥချခြင်းယူသိပေးခြင်းရှိခိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ခွေတာယူသိပေးတာဒါပဏိပါဒလို့ခေါ်တယ်အဲ့ဒီလိုပဏိပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုယ်ခွေတယ်ဆိုတဲ့နေရာမှာ လတ်လပ်ပါလိုခြင်းလို့ဘုရားကိုကိုးဝဲတာလားဆရာသမားဖြစ်လို့ဘုရားကိုကိုးဝဲတာလားဆွေမျိုးတော်လို့ဘုရားကိုကိုးဝဲတာလားအေးမကိုးခွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ့်ကဲ့ရဲ့ရှုပ်ချမှာမှုကြောက်လို့ကိုးခွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒါလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲ ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုယ်ခွယ်မှာတရဏဂုံတည်တယ်တဲ့နော်တရဏဂုံယူပေမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုယ်ခွယ်မှာတရဏဂုံတည်တယ်အေးဖခင်ငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖခင်ကိုရှ िख ိုးလို့ရှင်ဒါတရဏဂုံမဟုတ်ဘူး ကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးွယ်တယ်ဆိုတော့အမျိုးယိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးွယ်ရင်လည်းပဲတရဏကုအစ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးွယ်လို့ရှိရင်လည်းပဲဟုတ်လား မအာစရိယအနေနဲ့ကိုးကွယ်လို့ရှင်လည်းမရဘူးဘယကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုကိုကအလေးအမြတ်လက်အုပ်ချခြင်းရှ िख ိုးခြင်း ဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာ မြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံမှတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းကမှဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်စရာနော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက် လိုအပ်တာတွေရှိတယ်။မပြည့်မစုံတဲ့ဟိုပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်း မဖြစ်ဖို့ရတဲ့အကြောင်းတရားတွေရှိတယ်။တရဏဂုံရဲ့အရှိန်အဝါကိုကြာဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာနာနားမလဲတာဟာတစ်ခုမသိဘူးဘယ်လိုကိုယ်ဝယ်ရမလဲဆိုတာမသိဘူးနော်တန်တရာ ဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုရဲမယုံတယုံနဲ့ကိုးခွဲတာနောက်တစ်ခုကမိစ္ဆာညာနာမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးခွဲတာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုဟာယော့နေပြီးတော့သွားလိုက်မယ်ဒါကြောင့်မို့အတိညာလည်းရှိရမယ်တန်တရာလည်းခင်းရမယ်မှန်ကန်တဲ့ညာအမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာ